မေလ28ရက်နေ့ထိ white card ကင်ဆောင်ထားသူ၄သိန်းတသောကျော်ပြန်လည်အပ်နှံထားပြီးနိုင်ငံသားစီစဉ်မှုခံယူရမယ်ဆိုတဲ့အစိမ်းအမှုရောက်ကြပြရပြန်လည်ထုတ်ပေးမယ်လို့လူဝင်မှုကြီးကြရေးနယ်ပြည်သူ့အင်အားဝင်ကြီးဌာနမှပြောင်းသူဝင်ကြီးဦးခင်ကမေလ29ရက်နေ့ကမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ white card ပြန်အပ်တဲ့သူတွေကိုနောက်ပြန်ပေးမယ်ကပြဟာအစိမ်းအမှုရောက်ဖြစ်ပြီးနိုင်ငံသားစီစဉ်ခံရမယ်သူတွေကင်တွဲဖို့ဖြစ်လက်မှတ်ပြန်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ကပ်အဟောင်းကိုကပ်အစ်ပြန်လေတဲ့အချိန်ကိုပြန်အပ်ရမယ့်ကာလဟာနှစ်လသာဖြစ်ပြီးလက်ရှိမှာကပ်ပြားကိုမထုတ်ပေးနိုင်သေးတာ လောလောဆယ်မှာလက်ခံရရှိကြောင်း receipt ကိုသာထုတ်ပေးထားတယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။လက်ရှိမှာ white cat ကင်ထားတဲ့သူတွေထဲမှာ16နှစ်ထက်လူကြီးက9သိန်း9000ခန့်ရှိပြီးတနိုင်ငံလုံးအတိုင်းအတာကတော့9သိန်းလောက်ရှိတယ်လို့ဦးခင်ကြီးကပြောကြားခဲ့ပါတယ်။ပြန်လည်အနန္တနဲ့ white cat ကင်ဆောင်ခဲ့သူတွေအနေနဲ့နိုင်ငံသားစစ်စီရေးကတ်ကိုရှောက်ရမှာဖြစ်ကမရှောက်လို့မရဘူးလို့သိရပါဗျ အရင်ဝိုက်ကက်ကိုလည်းကင်ထားရမှာဖြစ်ပြီးတက်တန်းကိုမတက်မတ်ရသေးကလေးလိုက်ကော်မရှင်ကအစည်းအဝေးထိုင်နေစေဖြစ်ပြီးတနစ်ဒါမှမဟုတ်နှစ်နှစ်စသဖြင့်တက်မတ်မယ်လို့ဦးခင်ကြီးကပြောကြားခဲ့ပါတယ်။ပြာသူဝန်ကြီးဦးခင်ကြီးကရွေးကောက်ပွဲမတိုင်မီပန်းအောင်ကန်ထွက်တဲ့လူတွေလည်းရှိချင်ရှိမှာဖြစ်ပြီးအဲ့ဒီအခါမဲပေးလို့ရမှာဖြစ်ပြီးပျောက်ဆုံးတာကိုတော့အစားထိုးပေးလို့ရတယ်လို့ပြောကြားခဲ့ပါတယ်။အဲ့တော့80ခုတိကုတ်တွေမှာတော့ဝိုက်ကက်က temporary identity certificate ဂျိုင်းတဲ့နေရာမှာ state of the ဒီလည်းအချုပ်အရာပိုင်းတွေနေနေတဲ့နိုင်ငံသား တက္ကသိုလ်ကိုလို့ပြောအဲ့ဒီလိုကျတော့ကပြတစ်မျိုးမျိုးပြန်ပေးရတယ်သူတို့နောက်ပြန်ပေးမဲ့ကပ်ကလည်းအစိမ့်ပြောင်းတယ်နိုင်ငံသားစီစစ်ခံသူညားကိုင်းရရလက်မှတ်ဆက်ရတယ်ပြေးတို့တော်လေကာလာကနှစ်လပဲရှိတယ်မဆတ်တယ်ဖတ်ကလည်းမေးတယ်ဖတ်စီဒီကြားထဲမှာကြားတယ်ခုနကပြရေးပြီးလို့ဆိုတာကဓာတ်ပုံရရပဲဟွာရီတော့ပဲမလွယ်ဘူးအဲ့တော့ဒေါ်လုံးတက်လက်ခံလဲကြတော့ပြစီကိုပေးတာသူ့ဘာတဲ့အထားပါလက်စုပ်စားဒါပဲပြရမှာမဲပေးခြင်းမပေးကြတော့ရွက်ောက်ပဲကော်မရှင်ဥပဒေနဲ့ပူညီ ဘက်ကမပြေမရှိတယ်လို့တတ်ပါရင်မပြောင်းမရှိရင်မပြောင်းကျွန်တော်တို့ကတော့နိုင်ငံသားတစ်ချက်ပဲဖြစ်ချင်တယ်မပြောင်းပါဘူးပြည်လုံးကျွတ်ဆန္ဒခိုင်ဝဲဥပဒေချမှာ white cat ကင်ဆောင်ထားသူတွေဆန္ဒမဲပေးခွင့်မရှိကြောင်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကဆုံးဖြတ်ထားပါတယ်။